ကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်လက်ထဲပတ်စံ36900ကလက်ထဲကင်နာပြီဆိုရင်ကျွန်တော်တခြားအမွေဇလန်းထုတ်ရည်အေးတခုလူနေပါမယ်မင်းနာမနေရကျွန်တော်ဒီနေ့ချိန်ဒီကျွန်တော်ရုပ်ရှင်မှာကျွန်တော်ပါဝင်တဲ့အခန်းကဏ္ဍအရာကျွန်တော်ငွေကြီးကြောက်လက်ခံခဲ့တဲ့ရုပ်ရှင်တကားမှမရှိဘူး နုပညာဖြတ်တန်းလာတဲ့15နှစ်တက်တန်းတစ်ချောင်းမှာအနုပညာနဲ့ပတ်သက်ပြီးပေါ်ပေပေလုပ်ခဲ့တာဘာမှမရှိဘူးအဲ့တော့အောင်မြင်ခြင်းမအောင်မြင်ခြင်းတော့ကံတရားလှုပ်လို့ရမှာတော့ကိုယ့်ကိုယ့်ရဲ့တောင်းပဲလှုပ်ရရှိရလှုပ်နေမှာတည်ရတိလှုပ်နေမှာအနုပညာကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်လက်ထဲပတ်စံ369ရက်လက်ထဲကင်နာပြီဆိုရင်ကျွန်တော်တခြားအမွေဇလန်းထုတ်ရတယ် ။ဘာလို့လဲကျွန်တော်ရဲ့အမှုပညာကိုကျွန်တော်ဝါသနာပါတဲ့ဟာပြီးတော့ကျွန်တော်ရိုက်ချင်တဲ့ဇက်ကောင်အဲ့လိုမျိုးလေ။ဘာရစုမိလဲဆိုတော့အားပေးတဲ့ပိတ်သက်တွေတော့စုမိတယ်။ဘာကျန်တာတော့ဘာမှစုမိတယ်။ဘာမှစုမိဘူးဆိုတော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့ကနေရာရှာနေရတဲ့လူတွေဆိုတော့အလုံများများလောက်ရတယ်။အလုံများများလောက်တာပတ်စံအများကြီးရနေတာမဟုတ်။ဆိုတော့ကျွန်တော်တို့ကပတ်စံနောက်ကိုလိုက်နေတာမဟုတ်။အဲ ပွင့်လင်းပြောရရင်တော့လူမြတ်သမားဆိုလူတိုင်းအောင်မြင်နေတာပဲကျွန်တော်လည်းအောင်မြင်နေတာပဲအဲ့တော့အောင်မြင်ဖို့အတွက်ဘာလို့အောင်အိမ်မှာထိုင်နေလို့မရအောင်လှုပ်လှုပ်နေမရဘောလုံးကံပြီးအောင်မြင်နေတဲ့လူကဘောကံနေမှာရတယ်။တေယုဆောင်နဲ့ပတ်သက်ပြီးအောင်မြင်နေတဲ့လူကတေယုဆောင်နေမှာရတယ်။ဆိုအိမ်မှာထိုင်နေပြီးအောင်မြင်ဖို့တော့ကျွန်တော်တို့ကနတ်ဖျားကြီးလည်းမဟုတ်ဖန်ဆင်းရှင်တွေလည်းမဟုတ်ဆိုတော့အမှုပညာနဲ့ပတ်သက်ပြီးအောင်မြင်နေတယ်ဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေကိုတော့အဆက်မပြတ်လုပ်နေဖို့လိုတယ်အဲ့အတွက်ကျွန်တော်လုပ်နေတာပါလေ အောင်မြင်သေးပါဘူးစူးစမ်းနေစေကာလပါအောင်မြင်နေဆိုတဲ့လူတယောက်ကအဲ့လိုလည်းမဟုတ်ပါဘူးတော့ကိုကိုလည်းအောင်မြင်နေလို့မတတ်မှတ်သေးဘူးလူသိနေတဲ့အဆင့်လောက်ပဲရှိတယ်စူးစမ်းပါအသက်ခွင်များခြင်းခြင်းလဲဘဟုနိုင်တေယုဆောင်တယောက်အနေနဲ့ဘာဒီလုံးပြခြင်းလဲဆိုတာထက်ဘာဒီလုံးခွင့်ရမလဲပေါ့လုံးပြခြင်းတာနောက်ထောင်လုံးခွင့်ရဖို့အရေးကြီးတယ်လုံးခွင့်ရမှလုံးပြခြင်းတာဒီလုံးပြလို့ရအောင်လုံးခွင့်မရပဲနဲ့ကိုဘလောက်တော်တော်ဘလောက်တက်တက် ခုလုတ်ခွင်ကမပေးဘူးဆိုရင်ဘာမှလုတ်လို့မရအဲ့တော့အခုကျွန်တော်ဘာဖြစ်လို့ကျွန်တော်လက်ထဲမှာ3900ရှိတယ်3800ရှိတယ်အဲ့ဒီအချိန်မှာဇလန်တွေဘာလို့ကိုယ့်အံကိုထုတ်ရိုက်လဲဆိုတော့ကျွန်တော်လုတ်ပြခြင်းတဲ့ဟာကိုလုတ်ခွင်ကိုကိုယ့်အံကိုတောင်းပြီးရိုက်ရကျွန်တော်ဒီသက်ဒီရွယ်မှာဥမာဆိုရကျွန်တော်ကအဲចောင်းသားတယောက်အနေနဲ့ကျွန်တော်ရိုက်မယ်โอเคဒီချိန်မှာပဲရိုက်လို့ရတက်ကြီးကကျွန်တော်ចောင်းသားလုတ်လို့မရចောင်းဆရာပဲလုတ်လို့ရတယ်တဘောဥမာပြပြအဲ့တော့ ဒီလိုအချိန်မျိုးမှာမှာကျွန်တော်ခုံပြန်ကြော်လွားနိုင်မှာကျွန်တော်အသက်50ရောက်သွားမှာခုံပြန်ကြော်လွားခိုင်းကျွန်တော်မလွန်နိုင်တော့အဲ့လုံးလုံးနိုင်တဲ့အချိန်မှာလုံးခွင့်ရချင်လုံးပြချင်အဲ့လုံးလုံးနိုင်တဲ့အချိန်မှာလုံးခွင့်မရဘူးလုံးပြခွင့်မရခဲ့ဘူးဟောင်းသွားပြီဆိုရင်ဘာလုပ်လို့မရဒါကြောင့်မလို့အချိန်နဲ့မြနေအောင်ညအောင်လုံးလုံးနေအခုကျွန်တော်ရတဲ့ငွေကြေးနှုတ်ပညာကြေးလေးစုထားတဲ့ဟာနဲ့ကျွန်တော် လုံးခွင့်ပြရတယ်ဆိုတာပပလေးပဲရှိတယ် ဘာမှလုပ်ပွင့်ဘာမှမဟုတ်သေးဘူးအဲ့တော့အဲ့ထဲမှာခုနပြောနေမှာကျွန်တော်ကိုဥမာပြိတ္တတရားခံမရလို့မြင်တယ်ပေါ့မြင်တဲ့အချိန်မှာကျွန်တော်ကဒီကုမ္ပဏီတစ်ခုကိုဇလန်းတစ်ပုဒ်သွတ်တင်အဲ့ဇလန်းကြီးကစစ်နိုင်ရမှာဒရမာကြီး heavy သူတို့ကဘလို့မြင်လဲစစ်နိုင်ဒရမာပိုင်မှာမလားကျွန်တော်တိ ਉ ဆောင်အဲ့တော့ okay ပိုင်တာနေပိုင်တာခဏအဲ့ဒါလေးခဏအကြာကြီးသွားပြောနေအောင်အခွက်ကိုရိုက်လိုက်ရိုက်ပြီးတော့ producer ကိုသွားပြပြောအခုပြောအမကြည့်လိုက် ဲ့ကိုရိုက်ထားတဲ့ quality ကိုရိုက်ထားတဲ့ဇက်အိမ်ဇက်လန်ကိုကိုယုံကြည်ပြီးသားကျွန်တော်အမှုပညာတော်အမှုပညာဖြတ်တန်းလာတဲ့15နှစ်တက်တန်းတချောင်းမှာအမှုပညာနဲ့ပတ်သက်ပြီးပေါ်ပေပေလုပ်ခဲ့တာဘာမှမရှိဘူးအဲ့တော့အောင်မြင်ခြင်းမအောင်မြင်ခြင်းတော့ကံတရားလှုပ်လို့ရမှာတော့ကိုကိုရဲ့တောင်းလှုပ်ရရှိရတော့လှုပ်နေမှာတည်ရထိလှုပ်နေမှာအမှုပညာအဲ့တော့အဲ့လိုအတွက်လှုပ်ဖို့အတွက်လည်းစဉ်းစားထားပြီးသားညမင်းနေလာမှာတမရီကျွေးကြရတော့ကွယ်အခုအညာတစ်ချင်းတစ်ပုတ်ဆိုပြအားဆို ်ချက်ချင်းဆိုမရဘူးချက်ချင်းเออก็ไม่เอาเออนะๆนี่ก็ว่าง่าโซเซนไม่อยากหรอกฮะจนดีนี้เฉยดีจนยกษินมาจนปาวินเนี่ยอคันขันนาอ่ะจนงวยจี้เจ้าลักขันเกเรยกษินตะกามาไม่ရှိเอ่อจนว่าเนี่ยลูชินเนี่ยเนี่ยย่าได้ติ้วส่องเตียวอนเนี่ยอลุลุชินสรอกดีก็ก็ปะสันย่าล่ะเวงาย้ายเล่นแม้กว่าสรอก အဲအနေနဲ့ကျွန်တော်ရိုက်ခဲ့တဲ့ရုပ်ရှင်တကားမှမရှိဘူးအဲတော့ကျွန်တော်လာပြောရင်အကိုကြီးကျွန်တော်ဖယ်နေရတယ်နေရာလေးကဘယ်လောက်လောက်ရလဲလောက်ခွင့်လေးဘယ်လောက်ရှိလဲလောက်ွက်လေးဘယ်လောက်ရမှာအဲဒါမျိုးလေးကိုကျွန်တော်လုပ်ပါတယ်ပေါ့နော်ကျွန်တော်ရုပ်ရှင်မှာပါဝင်ခဲ့တဲ့အဲဇာကာတွေမှာကျွန်တော်ငွေကြေးပတ်စံရပါပတ်စံရရင်ပြီးရောဆိုတဲ့နေထားနဲ့ဘယ်ကားမှမရိုက်ခဲ့ပါအဓိကတော့တေးဥဆောင်ဆိုတာတေးဥဆောင်အလုပ်ကိုလုပ်နေမှာ ကျွန်တော်တို့ကတော့လုံနေသူများတွေတို့တော့မသိဘူးကျွန်တော်တို့ကတော့လုံနေမှာအလုံကျွန်တော်အဲ့လိုကိုအားရှိတယ်ကျွန်တော်အလုံကိုမကြောက်အလုံမလုံရမှာပဲကြောက်အဓိကတော့အနုပညာနဲ့ပတ်သက်ရင်ကျွန်တော်တို့အလုံမကြောက်အလုံမလုံရမှာပဲကြောက်အဲ့အတွက်ကျွန်တော်ဘယ်လိုလုံအောင်လဲစဉ်းစားတယ်